သနာတရဖြစ်ပါပဲကဲဒုတိယပြဿနာကတာလပုတာလို့ခေါ်တဲ့ဇက်စရာကြီးကမေးတယ်မေးခွန်းဖြစ်ပါတယ်နော်တာလပုတာလို့ခေါ်တဲ့ဇက်စရာကြီးဇက်စရာကြီးကမြတ်စွာဘုရားကိုခြောက်တယ်မြတ်စွာဘုရားတပည့်တော်တို့ရဲ့ဆရာဆရာသမားတွေကပြောခဲ့တာရှိတယ်နော်ဇက်စရာသမားတွေမပြောခဲ့လဲဆိုတော့ ငါတို့သဘင်သေးတွေနော်ပွဲသမားတွေဇတ်သမားတွေငါတို့ဇတ်သမားတွေတဲ့လူတွေကိုပျော်ရွှင်အောင်လုပ်တာကုသိုလ်ရတယ်တဲ့ဟောဒါမင်းစွာဘုရားကို तू ကရှောက်နေတာနော်တပည့်တော်တို့ရဲ့ဆရာသမားတွေကပါခဲ့တယ်ဗျာတဲ့လူတွေကိုပျော်ရွှင်အောင်လုပ်တဲ့အတွက်ကြောင့်ကုသိုလ်ရတယ်တဲ့ဒါကြောင့်သဘင်သေးတွေပွဲသမားတွေဇတ်သမားတွေတည်လို့ရှိရင် ပဟာဒလို့ခေါ်တဲ့နတ်ပြည်ကိုရောက်ရတယ်လို့ပြောပါတယ်ဗျာအဲ့ဒါဟုတ်ပါသလားတဲ့ဒါဇက်စရာကြီးကမေးတဲ့ပြဿနာเนาะဇက်စရာကြီးမေးတဲ့ပြဿနာဇသမားပဲသိလို့ရှိရင်ပဟာဒလို့ခေါ်တဲ့နတ်ပြည်ကိုရောက်တယ်ဆိုတာဟုတ်ပါသလားလို့ဘုရားကိုမေးတာကျတော့ဦးဇင်းတို့မြတ်စွာဘုရားက တကားကြီးတဲ့မမေးပါနဲ့ဒီပြဿနာကိုမဖြေပြရစေနဲ့တဲ့ဘုရားကငင်းတယ်မရဘူးနှစ်ကြိမ်ရောက်လဲသူကမေးတယ်အရှင်ဘုရားဖြေပေးပါဗျာတပည့်တော်တို့ရဲ့ဆရာဆရာသမားတွေကမှာခဲ့တယ်ငါတို့ဇာသမားတွေဆိုတာလူတွေကိုပျော်ရွှင်အောင် လုပ်ပေးတာဒါကြောင့်ကုသိုလ်ရတယ်သိလို့ရှိရင်ပဟာတလို့ခေါ်တဲ့နတ်ပြည်ကိုရောက်တယ် အဲ့လိုမှာခဲ့ပါတယ်ဗျာအဲ့ဒါဟုတ်ပါသလားအထက်မေးပြန်တယ်မြတ်စွာဘုရားကလည်းတရားကြီးမဖြေပြားစေနဲ့ဒီပြဿနာကိုငင်းတယ်မရဘူးသုံးချိန်ကြောင်းလည်းသူကမေးပြန်တယ်နော်သုံးချိန်ကြောင်းလည်းဘုရားကိုမေးတယ်တပည့်တော်တို့ရဲ့ဆရာဆရာတွေကမှာခဲ့တယ်တပင်းတဲတွေကလူတွေကိုပျော်ရွှင်အောင်လုပ်တာဖြစ်လို့ကုသိုလ်ရတယ်အဲ့ဒါ ်သိလို့ရှိရင်လက်ပြေကိုရောက်တယ်လို့ပြောပါတယ်ဟုတ်ပါသလားမနှခါမေးတော့ဘုရားကိုသုံးခါမေးတယ်နော်ဇပွဲတွေကျင်းပါတာဟာကုသိုလ်ရသလားသိလို့ရှိရင်လက်ပြေရောက်သလားလို့မေးတယ်မေးကွန်းဒါအလုံးမေးတဲ့မေးကွန်းဦးဇနောမြန်မာလူမျိုးတွေနဲ့တိုက်ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဦးဇနောမြန်မာတွေကပွဲတိုက်ကြိုက်တာလေချင်းပြူပွဲမှာလဲ အစိုးအငိုတွေပါတာပဲကထိန်ခွဲမှာလည်းအစိုးအငိုတွေအတိအမုတ်အကအကုန်တွေပါတယ်။ဟောဒီနေ့ခေတ်ဆိုကိုတော်ဆိုးသေးတယ် DJ တွေတောင်ပါလာသေးတယ်နော်။ကထိန်ခွဲနဲ့ DJ နဲ့ဘာမှလည်းမဆိုင်ဘူး။အဲ့တော့ DJ တွေလည်းပါလာတယ်။အဲ့တော့ဖျားပွဲဗုဒ္ဓပုဇနီးယပွဲဖျားပွဲဆိုရင်လည်းအဲ့ဒီအတိအမုတ်အကအကုန်တွေအကုန်ပါလာတယ်။အဲ့တော့ဦးဇနောမြန်မာလူမျိုးနဲ့ဒီမေကောကတော့ kait ပြီ။နော်။အဲ့တော့အဲ့ဒီပွဲလန်းသမင်တွေပြုလုပ်တာနော်။ ကုသိုလ်ရသလားသိနေမြောက်သလားဆိုတဲ့မိကုံတိတ်ကောင်းတဲ့မိကုံမြန်မာလူမျိုးတွေတခြားနားထောင်တော့ပတ်စံတွေအများကြီးကုန်တယ်နော်ကုသိုလ်တကယ်ရမရနားထောင်ကြည့်အဲ့တော့ဘုရားကဒကာကြီးတဲ့၃ချိန်၃ခါတီတီငါကငင်းခဲ့တယ်နော်တဲ့မဖြေဘုရားစင်နဲ့လို့ငါငင်းတယ်ငင်းမရဘူးဒကာကြီးကနော်ဖြေခိုင်းနေတယ်ဒါတော့ငါဖြေရတော့မှာပေါ့တဲ့ဘုရားကပြောပြတယ်เนาะဘုရားကပြောပြတယ် အေးအဲ့တော့စဉ်းစားကြည့်တဲ့နော်လူတွေဟာလေတဲ့လောဘတွေနဲ့ကာမဂုဏ်အာယုန်တွေမှာပျော်မွေ့နေကြတာလေတဲ့နော်လောဘတွေနဲ့ကာမဂုဏ်အာယုန်တွေပျော်မွေ့နေကြတာအဲ့လိုလောဘတွေနဲ့ကာမဂုဏ်အာယုန်ပျော်မွေ့နေတဲ့လူသားတွေကိုနော်ဖြောပြေးပေးမယ်အချင်းတွေဖြောပြေးမယ်နော်တယုတ်ဆောင်မယ် တပင်တွေတွေတယုတ်ဆောင်မယ်ကမယ်ခုံမယ်နော်ဒီနေ့ခေတ်ဆိုရင်ပိုဆိုးသေးတယ်အတူအပြက်တွေဝတ်မယ်မပေါ့တဘောတွေဝတ်မယ်အောက်ကနော်တကောင်သားတွေကနော်ဟေးလာဝါလာနဲ့ခုံကြကကြပျော်ကြပါကြစကြနောက်ကြနဲ့လောဘတွေကိုပို့ပြီးတိုးစေတယ်စဉ်းစားနော်စဉ်းစားနော်တခြင်းနေအော်ဟိတီဆိုပြီးတော့လောဘတွေဖြစ်စေတယ်စဉ်းစားနော်လောဘတွေဖြစ်တယ် တီဆိုသူလဲလောဘဖြစ်တယ်နားထောင်သူလဲလောဘဖြစ်တယ်ကခုံသူလဲလောဘဖြစ်တယ်နောက်တစ်ခါဇပွဲတွေရုပ်ရှင်တွေတယုတ်ဆောင်တယ်တယုတ်ဆောင်ပွဲတွေမှာတခါတလေမင်းသားကို လူဆိုးတွေကနှိမ့်ဆက်တဲ့အခန်းတွေပါလာတဲ့ခါမှာပြိသက်တွေကမကျင်နေဘူးလူဆိုးတွေကမင်းသားကိုနှိမ့်ဆက်ရကောင်းတာမင်းသမီးကိုနှိမ့်ဆက်ရကောင်းတာဒေါသတွေဖြစ်ကြည့်နော်ကြည့်နော်ဒီပွဲလဲသဘင်တွေကိုကြည့်ပြီးတော့ ရိသတ်တွေဘာဖြစ်နေလဲဒေါသတွေဖြစ်နေတာဒေါသတွေဖြစ်နေတာဟောနောက်တစ်ခါလူတွေကိုလှည့်စားတယ်တယုတ်ဆောင်ပြီးတော့လူတွေကိုလှည့်စားအောက်ကလူတွေမောဟတွေဖြစ်နေတာအမှန်ကိုမသိဘူးအပေါ်မှာတယုတ်ဆောင်ပြနေတာမောဟတွေဖြစ်နေတာအဲ့တော့ဇပွဲသမင်းဆိုတာလူတွေကိုဘာဖြစ်လဲဆိုတော့လောဘတွေဖြစ်စေတယ်ဒေါသတွေဖြစ်စေတယ်မောဟတွေဖြစ်စေတယ်ရုပ်ရှင်တကားကြီး ရုပ်ရှင်ကိုကြည့်ပြီးတော့ဘာတွေဖြစ်လဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်အဲ့တော့လူတွေကိုလောဘဖြစ်အောင် လုပ်တဲ့အလုပ်ကဲအလုံးစင်းစားစမ်းကုသိုလ်လားအကုသိုလ်လားလူတွေကိုဒေါသဖြစ်အောင်လုပ်တဲ့အလုပ်ကုသိုလ်လားအကုသိုလ်လားလူတွေကိုမောဟဖြစ်အောင်လုပ်တဲ့အလုပ်ကုသိုလ်လားအကုသိုလ်လားသစ္စာဘုရားကနော်တခါကြီးစဉ်းစားကြည့်တဲ့အဲ့ဒီလိုလူတွေကို ြီးချုပ်နားထောင်နေတဲ့ပြိတ္တတွေကိုလောဘဖြစ်အောင် လုပ်တဲ့အလုပ်ဒေါသဖြစ်အောင်လုပ်တဲ့အလုပ်မောဟဖြစ်အောင်လုပ်တဲ့အလုပ်အဲ့ဒါကုသိုလ်ရပါမလားဆိုတော့ဟိုလူကြီးသဘောပေါက်သွားအဲ့ဒါကြောင့်တဲ့ဒီတပင်းတွေသူများကိုလောဘဒေါသမောဟဖြစ်အောင်လုပ်တဲ့အတွက်ကြောင့်ကုသိုလ်မရဘူးသိလို့ရှိရင်အဲ့ဒါအဝိဇ္ဇငရဲကိုရောက်တယ်တဲ့ လက်ပြောက်တာမဟုတ်ဘူးเนาะဘုရားကအဝိဇ္ဇင်းငရဲကိုရောက်ရပါတယ်တဲ့ဘုရားကအဲ့လိုဖြေတာเนาะတရားဓမ္မတွေပဋိပြုကြမယ်เนาะအဲ့တော့ပွဲလန်းသဘင်ဆိုတာကုသိုလ်ရာကြောင်းအလုတ်လားအကုသိုလ်ဖြစ်ကြောင်းအလုတ်လားအလုံးဖြေအတန်နဲ့တိုးတယ်အလုံးပြဖြေတယ်ကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါเนาะရဲရဲဖြေရဲရဲဖြေဒါဘုရားဟောနေတာเนาะကိုစင်းတရားစကားပြောနေတယ်ဆိုတာ ။ဦးဇင်းအတွင်းနဲ့ပြောနေတာမဟုတ်ဘူး။ဖျားစကားပါနော်။ဒါတိတိကျကျမှတ်သားလို့ရတယ်။တလာယတနာဝဲကတယုတ်ပါဠိတော်ဂါမဏိတန်ယုတ်။တာလဘုဒ္ဓသုတ်တန်ထဲမှာဘုရားဟောထားတာ။နော်။အဲ့တော့အဝိဇင်းငရဲကြမယ်တဲ့ဘုရားကပြောနေတယ်။ဘုရားပြောနေတယ်နော်။ဦးဇင်းတို့တရားဂမတွေပတ်စံအကုန်ခံပြီးတော့အဝိဇီးသွားချောင်းလက်မက်ဖျက်ကြနိုင်တော့မြမလူမျိုးတွေဗုဒ္ဓပူဇနီးယပွဲဆိုပြီးတော့ဘုရားပွဲကျင်းပါတယ် ခေါင်းစီကတော့တိတ်လှတယ်နော်ဗုဒ္ဓဘုဇနီယာပဲဖွယားပွဲတဲ့တတ်မဲ့လှုပ်လိုက်တာကအဆိုးအငိုးတွေအတိအမောအကအခုံတွေနဲ့ပွဲလန်းတပေတွေပါနေတယ်အဲ့ဒီပွဲလန်းတပေကအကဲအလုံးပြောစမ်းကုသိုလ်အလုံးလားအကုသိုလ်အလုံးလားအကုသိုလ်ပါဗျာအဲ့တော့ဦးဇင်းတို့ဖျားကိုပူဇော်တယ်ဆိုတာကုသိုလ်နဲ့ပူဇော်ရမှာလားအကုသိုလ်နဲ့ပူဇော်ရမှာလားကုသိုလ်နဲ့ပူဇော်ရမှာပါဗျာကဲစဉ်းစားကြည့်နော်စဉ်းစားကြည့်လိုချင်တာကကုသိုလ်လုံးမိနေတာကအကုသိုလ်အဲ့တော့ ပွဲတစ်ခုချင်းမပြီဆိုလို့ချင်းအဲ့ဒီပွဲအတွက်ကုံကြစီအတော်များပါတယ်နော်တော်တော်လေးကုံတယ်ဆယ်တော်ကြီးတွေဘွဲတစ်စိတ်ရလို့ချင်းလဲဂုဏပူဇာနော်ဂုံပြုပူဇော်ပွဲဆိုပြီးတော့မြန်မာတွေကျင်းပါတယ်အဲ့ဒီမှာလဲအတီးအမုတ်လေးနဲ့အကအခုံးလေးနဲ့ကုံပြံပြီးပတ်စံတွေပတ်စံတွေကုံရင်ကုံတလောက်ကုသိုလ်ရတယ်ဆိုရင်တော့ဦးစင်းတို့မပြောပါဘူးနော်ဟုတ်ပတ်စံတွေကုံပြီးတော့ကုသိုလ်မရတဲ့အပြင် ဲအားလုံးပြောဘာတွေရလိုက်ကြလဲအကုသိုလ်တွေရလိုက်ကြတယ်ဒါကြောင့်ဦးဇင်းတို့ပြင်သင့်တယ်နော်ဦးဇင်းတို့တရားဟောတယ်ဆိုတာဘ ഹു တုတာဖြင့်လာဟောတာမဟုတ်ဘူးဦးဇင်းတို့တရားဓမ္မတွေကိုအမားကိုအမားတိုင်းသိစေခြင်းနဲ့အမှန်ကိုအမှန်တိုင်းသိစေခြင်းနဲ့သိပြီးတော့ပြင်စေခြင်းနဲ့လိုက်နာစေခြင်းနဲ့မှားရင်ချောင်းခြင်းစေခြင်းပါတယ်နော်အကုသိုလ်ဖြစ်တဲ့အလုပ်တွေကိုမလုပ်စေခြင်းဘူးချောင်းခြင်းစေခြင်းနဲ့ဒါကြောင့်ဦးဇင်းတို့ပတ်စံနေကုန်းပြီးတော့အကုသိုလ်ဖြစ်မဲ့လို့မလုပ်ပါနဲ့ ပွဲလဲသဘင်တွေနော်ပွဲလဲသဘင်တွေခြောင်ရမယ်မြတ်စွာဘုရားကိုယ်တိုင်အတိအကျဟောတာတာရှိတယ်နော်အေးအဲ့ဒီလိုလဲပြောပြီးတော့မြတ်စွာဘုရားကဆက်ပြောတယ်အေးလူတွေကိုလောဘဒေါသမောဟဖြစ်အောင် လုပ်တဲ့အလုပ်ဖြစ်လို့အကုသိုလ်တွေဖြစ်တဲ့သိရင်အဝေစီငရဲကိုရောက်ရမယ်တဲ့နော်တကကြီးတဲ့ဆက်ပြောမယ်တဲ့ဘုရားကဆက်ပြောတယ်အကယ်၍သာလေတဲ့နော်ဒီလိုပွဲလဲသဘင်တွေကျင်းပတယ် ဖြောပြေးတယ်ဆိုလို့ရှိရင်ကုသိုလ်ရပြီးတော့နတ်ပြည်ကိုရောက်ရတယ်လို့မှတ်ယူနေမယ်ဆိုလို့ရှိရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိတဲ့နော်တရားဓမ္မတွေပွဲလဲတပင်ကျင့်ပါတာဟာကုသိုလ်ရတယ်လို့ထင်နေရင်အလုံးပြောအဲ့ဒါဗာဒိဋ္ဌိလဲအယူမှန်လားအယူမှားလားပတိပြုမယ်နော်တတိပြုမယ်နော်သူများလိန်တာအလိန်မခံကြရစေနဲ့နော်အာတကာကြီးတွေတကမာကြီးတွေ ပွဲချင်းပါရအောင်ကုသိုလ်ရတယ်အလူငွေထဲပါအောင်လို့ပြောဟာဟုတ်တယ်ဘယ်ဘုန်းကြီးကပွဲချင်းပါတာကုသိုလ်ရတယ်ဘယ်လူကြီးကဘယ်ဘုရားလူကြီးကပွဲချင်းပါတာကုသိုလ်ရပါတယ်လို့ပြောအဲ့ဒါလိန်တာနော်လိန်တာအဲ့ဒါကိုမိမိတို့ကယုံနေမယ်လက်ခံနေမယ်ဆိုရင်အလုံးပြောတန်မာဒိဋ္ဌိလားမိစ္ဆာဒိဋ္ဌိလားဘုရားဟောတာနော်ဦးဇင်းပြောတာမဟုတ်ဘူးနော်ဘုရားပြောနေတာတခါကြီးတဲ့ပွဲလန်းသဘင်လောက်ပြီးတော့ ကုသိုလ်ရတဲ့ ነ ပ္ပီရောက်ပါတယ်ဆိုရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိနဲ့သေရင်ငရဲပြီတိဋ္ဌံပြီတဲ့အယူမှားပြီးသေရင်ဘယ်ပြီကိုရောက်မှာငရဲပြီနဲ့တိဋ္ဌံပြီအရင်တုန်းကမိမိတို့မှားခဲ့ရင်ပြင်ပါတော့ပြင်ပါဦးဇင်းတို့ဒီနေ့တရားဟောနေတာဘဝသူတာပြင်ဟောနေတာမဟုတ်ဘူးပြင်စေခြင်းလို့ဟောတာပါနော်ဦးဇင်းတို့ကဓမ္မဂတိကဘုန်းကြီးမဟုတ်ပါဘူး စာတင်တိုက်ပါစာချဘုံကြီးပါစာတင်သားတန်ခါအပါ600ကျော်ကိုဒါစာချပေးနေတာဖြစ်ပါတယ်မအားပါဘူးเนาะဒါပေမဲ့ဒီမှာတရားပင့်တဲ့ဒကာကြီးတွေဒကာမကြီးဒကာကြီးတွေကနေပြီးတော့ဒါရှင်ပြားတပည့်တော်တို့เนาะမြတ်စွာဘုရားရှင်ရဲ့ထေရဝါဒဓမ္မဝိနည်းကိုကြားနာခြင်းနဲ့တပည့်တော်တို့ချောင်ကျင်မမယ်ပြေမမယ်ဆိုလို့ဥစ္စလုံးလာဟောတာဖြစ်တယ်เนาะအကြောင်းဥစ္စလုံးဒကာဒကာမတွေကိုတကယ်ကိုပြုပြင်ပြောင်းလဲစေခြင်းပါတယ် ကိုနိုင်ငံကြီးကိုတိုးတက်စေခြင်းနဲ့ကိုသာသနာတော်ကြီးကိုတိုးတက်စေခြင်းနဲ့ဆိုရင်မှားရင်ပြင်သင့်လားမပြင်သင့်ဘူးလားမှားမှန်လည်းသိနေတယ်စက်ပြီ၆နေအောင်မယ်ဆိုလို့ရှိရင်ဦးဇလုသာသနာတော်ကြီးကတိုးတက်မှာလားဆောက်ရုံမှာလားကဲဦးဇလုတက္ကံတက္ကမတွေရရောတိုးတက်စေခြင်းလားဆောက်ရုံစေခြင်းလားတိုးတက်စေခြင်းပြင်ရမှာလားမပြင်ရဘူးလားအေးဒါကြောင့်ဦးဇလုထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်ကိုမြန်မာနိုင်ငံကိုပြန်ရောက်တဲ့အခါဖြစ်ဖြစ်ဘယ်တော့အခါမှာ ပတ်စံတွေအကုန်ကြခံပြီးတော့ပွဲလန်းတပင်မလောက်ပါနဲ့ပတ်စံတွေလည်းကုန်တယ်အချိန်တွေလည်းကုန်တယ်နော်ဦးဇင်းတို့အကုသိုလ်လည်းဖြစ်ပါတယ်အဲ့တော့ပွဲလန်းတပင်ကျင်းပါတာကုသိုလ်ရတယ်လို့မှတ်နေရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိနဲ့သိရင်ငရဲပြေနဲ့တိရစ္ဆာန်ပြေတဲ့ဘုရားဟောတာနော်ဘုရားဟောတာအဲ့ဒီလိုလဲဘုရားပြောလဲပြောလိုက်ကော တာလပုတာလို့ခေါ်တဲ့ဇက်စရာကြီးကငိုတော့တာပဲမျက်ရည်တွေတပေါက်ပေါက်ကျငိုတာနော်မျက်ရည်တွေကျပြီးငိုတာမြတ်စွာဘုရားကဒကာကြီးတဲ့ငါအစကတည်းကပြောတယ်လေမဖြေဘုရားစီနဲ့ငါမဖြေဘုရားစီနဲ့ငါမဖြေခြင်းဘူးလို့ငါပြောခဲ့တယ်မလားအဲ့တော့မဖြေဘုရားစီနဲ့လို့ငါပြောခဲ့တယ်လေအခုတော့မင်းငိုနေရပြီမလားဆိုတော့တပည့်တော်ငိုတာကလေ မြတ်စွာဘုရားရဲ့တရားစကားကိုကြားနာလို့ငိုတာမဟုတ်ဘူးဗျာတဲ့ဘုရားရဲ့စကားကြောင့်တပည့်တော်ငိုတာမဟုတ်ဘူးတဲ့တပည့်တော်တို့ရဲ့ဆရာဆရာသမားတွေကတပည့်တော်ကိုဂျင်းတယ်သွားလို့တပည့်တော်ငိုတာတဲ့တပည့်တော်ကိုဂျင်းတယ်သွားတာနော်ဒီဇက်ပင်ကျင်းပါတာကနော်ကုသိုလ်ရတဲ့လက်ပြကိုရောက်တယ်လို့တပည့်တော်တို့ကိုလိန်သွားတာအဲ့ဒါကိုခံပြင်းတာဗျာတဲ့တရားဓမ္မတွေနော်ဟိုဇက်ဆရာကြီးကတော့ခံပြင်းလို့ငိုတာတဲ့ငါတို့ကိုတတ်တတ်ဂျင်းတယ်သွားတာနော် ဒီပွဲသဖြင့်ကျင်းပါတာဟာကုသိုလ်ရတဲ့နတ်ကြီးရောက်ပါတယ်ဆိုပြီးတော့တပည့်တော်တို့ကိုဆရာဆရာသမားတွေလိန်သွားတာအဲ့ဒါကိုတပည့်တော်ခံပြင်းတာဗျာဒါကြောင့်တပည့်တော်ငိုတာတဲ့ဘုရားတော်တရားကမ္မတွေလည်းနော်ဂျင်းထက်မခံရစေနဲ့နော်အဲ့တော့အားလုံးရဲရဲမွန်းပြောနော်ပွဲလဲသဖြင့်ကျင်းပါတာဒီကုသိုလ်လားအကုသိုလ်လားပွဲကျင်းပလို့ကုသိုလ်ရတယ်လို့ပြောရင်မိစ္ဆာဒိဋ္ဌိလားတဏ္မာဒိဋ္ဌိလားမိစ္ဆာဒိဋ္ဌိနဲ့တည်ရင်ဘယ်ကိုကြွမှာလဲ ငရဲပြည်နဲ့တရိတ်ဆန်ပြည်သတိပြုကြမယ်သတိပြုကြမယ်เนาะအေးအဲ့တော့ဇက်ဆရာကြီးကမြတ်စွာဘုရားကိုတိတ်တည်ညိုတာဘလို့တည်ညိုတယ်လဲဆိုတော့မြတ်စွာဘုရား